င်ဒီနေ့မွေးမြူရင်းနဲ့ကုသရေဥစည်းဒါနဝန္ဒမိသားစုများအားကုသိုလ်ကိုယ်တော်ဆုဆောင်ပါဆိုတဲ့တရားကောင်းစဉ်နဲ့တရားစကားဟောကြားချီးမြှင့်ပေးပါမယ်။ဥစဉ်တို့လူလောကမှာလူရဲ့လို့ဖြစ်လာပြီးဆိုရင်ဆုဆောင်စရာတွေဆုဆောင်ကြချမ်းသာဖို့အတွက်ရွယ်ချက်မြတ်စွာဘုရားဟောကြားတော်မူတဲ့တရားတစ်ပုဒ်ရှိတယ်သူခေါ်ပုံညာတာဥစယော ပုံညတာကုသိုလ်ကောင်းမှုကိုအုပ်စိရောစီးပူးစုဆောင်အားထုတ်ကြသော ပုဂ္ဂိုလ်သည်ဒုက္ခချမ်းသာခြင်းရဲ့အကြောင်းတရားပဲ။ယနေ့ဥစဉ်တို့လူသားတွေအားလုံးမချမ်းသာခြင်းတဲ့ပုဂ္ဂိုလ်ဆိုတာ မရှိဘူး။အားလုံးချမ်းသာခြင်းကြ။အဲ့လိုချမ်းသာခြင်းတော့မြတ်စွာဘုရားဟောတဲ့ဏိလံကတော့တဏနဲ့ဓမ္မကိုစုရ။တဏကိုစုထားတဲ့စာရင်ဓမ္မကိုစုရ။ဓမ္မဆိုတာ ကုသိုလ်တရားကိုပြောတာ။ ဒါပေမဲ့ယင်းကြီးလူသားတွေကြတော့ဘာတွေစုညိကြလဲဆိုရင်တဏဆိုတဲ့ပစ္စည်းဥစ္စာတွေစုညိကြတရားဥစ္စာစုစရာလူမာနှမျိုးရှိပစ္စည်းစုမှုပုံဆိုင်ဟူရန်သူဝိုင်း၍ပူရ၏ရှာလိုက်ရလိုက်ကုံသွားလိုက်မောဟိုင်းမဆုံးရှိကြ၏ကိုယ်ကိုယ်မယုံမလုံးချုံအကုန်ကြောက်ရ၏လူသားတွေကစုညိကြတာတဏကိုစုညိတာငါမှာတော့တိုက်တွေကားတွေ တိုက်ကဘလောက်တန်တယ်ကားကဘလောက်တန်ကားကိုစီးနေရတယ်ရွှေကဘလောက်ရှိတယ်ဘံမဘလောက်အထားတယ်စသည်ဖြင့်ဒါတွေကို တိုင်းတာပြီးတော့ချမ်းသာတယ်မချမ်းသာဘူးဒါနဲ့တိုင်းတာနေကြတယ်တကယ်တမ်းတော့ဥစ္စံတို့သူတော်ကောင်းများယင်းဤစုနေတယ်တဏှာစွန်အာသည်ပုံဆိုင်ပစ္စည်းလို့ခေါ်တယ်ပစ္စည်းစုမူပုံဆိုင်ဟူရန်သူဝိုင်း၍ပူရ၏ ဦးဇင်းကဘလောင်ပဲပစ္စည်းဥစ္စာတွေစူးစူးဒီပစ္စည်းဥစ္စာကကိုယ်ပိုင်မဟုတ်ဘူးဘုံဆိုင်ပစ္စည်းတွေအဲ့ဒီဘုံဆိုင်ပစ္စည်းတွေဖြစ်တော့ရန်သူမျိုး၅ပါးနဲ့အမြဲတမ်းထိတွေ့နေရဆက်ဆံနေတယ်ရန်သူမျိုး၅ပါးပြီးကအမြဲတမ်းမိမိတို့ကိုချိန်ချောင်းနေတယ်အိမ်မှာပစ္စည်းတွေထားရတယ်ကိုရုံးကိုသွားရင်လည်းတော့ကိုသေးသေးချာချာခက်ရရန်သူတွေရှိတဲ့အတွက်ကြောင့်ရန်သူမျိုး၅ပါးရဲ့ဘေးကလွတ်ကင်းဖို့ဆိုပြီးတော့ အိမ်မှာတော့ဒီအထက်ထက်ထပ်ပြီးတော့ယုံကိုသွားရဒါတော့မှစိတ်မချရသေးဘူးဦးဇင်းတို့အထင်ရှားဆုံးဥပမာကြည့်လိုက်ပေါ့ဦးငလျင်တန်ချောက်ခံစားရတဲ့ပုံကိုယ်တွေအခုပဲစီးပွားရေးလုပ်ငန်းတွေလုပ်နေတယ်ရွှေကုန်သေးတွေငွေကုန်သေးတွေစိန်ကုန်သေးတွေစီးပွားရေးလုပ်ငန်းကို လုပ်နေရင်ဆွေးနွေးနေရင်အယောင်းဝယ်လုပ်နေရင်တဲ့မြေပုံထဲမှာပြပြသွားတဲ့ပုံကိုယ်တွေအများကြီးပဲဒါဦးဇင်းတို့ရဲ့ဘဝအတွက်သင်ခန်းစာပဲ။ နေ့ပဲအခုပဲဆွေကြီးဆောင်းနေတယ်အခုပဲမြေကြီးပေါ်ရောက်သွားတာဘလောက်တန်ဝေကရဖို့ကောင်းတယ်ရောင်းမကြီးပစ္စည်းဥစ္စာကြီးဆိုတာဦးဇွန်ရဲ့ကိုပိုင်မဟုတ်ဘူးဘုံဆိုင်နေရှာလိုက်ရလိုက်ကုံသွားလိုက်မောဟိုင်းမဆုံးရှိကြ၏အဲ့ဒီပစ္စည်းဥစ္စာတွေကိုငါတနည်းတနည်းရှာရင်တသက်လုံးစားလို့ရသလားမရဘူးနေတိုင်းနေတိုင်းရှာရတာပဲမသိမချင်းရှာရတာပဲ ဒီနေ့ရှာလိုက်ရလိုက်ကုံသွားလိုက်ငေါ်ဟိုက်နေတာပဲဦးဇနောသူတော်ကောင်းတို့ရတဲ့ပစ္စည်းကိုလည်းပဲဒီနေ့တသိန်းရရင်နောက်နေ့ကျရင်နှစ်သိန်းရအောင်ရှာမယ်ဒီနေ့နှစ်သိန်းရရင်နောက်နေ့ကျရင်လေးသိန်းရအောင်ရှာမယ်တိုးတိုးပြီးတော့လောဘတွေရဲ့အလိုကိုလိုက်ပြီးတော့ရှာဖွေနေရတော့မောနေကြတာအိတ်တနာเสียကောင်းတယ်ဒါပေမဲ့ဒီပစ္စည်းဥစ္စာတွေလိုချင်တဲ့အခါကျတော့မရမနေရှာဖွေနေတာပဲ တရားသောဤကောမတရားသောဤကောအမျိုးမျိုးရှာဖွေနေရတာပဲကိုကိုမလုံမချုံအဲကိုကိုမယုံမလုံချုံအကုန်ကြောက်ရဤကံရလာတဲ့ပစ္စည်းဥစ္စာကောခုနလုံချုံသွားပြီလားမလုံချုံဘူးဘာမှဘလောက်ပဲအအအဲ့ဒီဘန်ဒီဝါလီခံသွားရင်ဒုက္ခရောက်မှာပဲခိုင်မာလာပါတယ်ဆိုရင်မိကံတိတ္တထဲမှာထဲတာမြေပြိုမြေငလျင်လှုပ်တော့အာလုံးပြပြသွားတာပဲဘာတခုမှမရဘူး ဘာမှမလုံခြုံဘူးပေါ့တရားစုမှကိုပိုင်ရမောချချမ်းသာဤတရားစုမှကိုပိုင်ပစ္စည်းလို့ခေါ်တယ်တရားဆိုတာအဲဓမ္မစွမ်းအားလို့ခေါ်တာပေါ့ယနေ့ဦးဇင်းတို့အလူရှင်တွေဝါဆိုသင်္ကန်းလှူတယ်ဝါဆိုစွမ်းတွေလှူတယ်ဒါနပြုတယ်သီလစောင့်တည်တယ်သမထဝိပဿနာတရားတွေပွားများအားထုတ်တယ်ဘုရားသာသနာကြုံမှပြုရတဲ့ကုသိုလ်ကောင်းမှုတွေစွမ်းအားတွေအများကြီးပြုခွင့်ရတယ် အဲ့ဒီကုသိုလ်ကောင်းမှုကသာလေကိုပိုင်ဥစ္စာလို့ခေါ်တာဒီဘဝအတွက်မှာလဲကိုနောက်မှာအမြဲတမ်းရှိနေတယ်အရေးတပွဲလိုက်နေတယ်တန်ត្រာမှာလဲဒီကုသိုလ်ကောင်းမှုတွေကကိုနောက်ကိုတောက်လျှောက်လိုက်နေမှာပဲဥစ္စာတို့တော်ကောင်းတို့ပိုင်ဆိုင်နေတဲ့ပစ္စည်းဥစ္စာဒီဘဝပဲချမ်းသာမှာဒီဘဝတောင်မှချမ်းသာဖို့ဆိုတာမလွယ်ကူဘူးခုနကရန်သမျိုး၅ပါးနဲ့နှောက်ရှက်လိုက်ဘေးနဲ့ဂျုံသွားမယ်ဆိုရင်ဘယ်တော့မှချမ်းသာဖို့ဆိုတာမဖြစ်နိုင်ဘူး တဘွားတနတ်စာပဲချမ်းသာတာပေါ့အလုံးစုံဓမ္မဆွမ်းအားကြတော့အဲ့လိုမဟုတ်ဘူးဓမ္မဆန်ဓမ္မဥစ္စာကြတော့အဲ့လိုမဟုတ်ဘူးယခုဘွားကွက်တွက်လည်းချမ်းသာစေတယ်တန်ត្រာအတွက်လည်းချမ်းသာစေတယ်နောက်ဆုံးနိဗ္ဗာန်ချမ်းသာတိုင်အောင်အချိုးတရားတွေဧကံမုတ်ချပေးရတချို့မို့မြတ်စွာဘုရားက သူခေါ်ပုံညာတာဥစ္စယောကုသိုလ်ကောင်းမှုကိုသာကြိုးစားပြီးတော့ရှာပါ အဲ့ဒီကိုယ်တော်ကောင်းမှုကသာလျှင်မိမိတို့ရဲ့ဘဝကိုချမ်းသာစေတယ်လို့ဘုရားဖရာဟောကြားတော်မူခြင်းဖြစ်ပါဒါကြောင့်မို့လဲဥစ္စနုဘုရားဘာသာဝင်တော်ဆင်များဒါနာတွေပြုတယ်သီလတွေစောင့်တည်တယ်သမထဝိပဿနာတရားတွေပွားများအားထုတ်တယ်ဒါနာပြုတော့ပစ္စည်းဥစ္စာတွေချမ်းသာကြွယ်ဝတယ်ချမ်းသာရည်လန်းစွင်ဒါနာဆိုတာသီလစောင့်တည်တယ်ဘလောက်ပဲချမ်းသာချမ်းသာချမ်းမာရင်မကောင်းဘူးတတ်တန်စစ်အောင်မနေရဘူးဆိုရင် မိမိတို့ချမ်းသာမှုကလည်းအလကားပဲဒါကြောင့်မို့ချမ်းသာပြီးတော့ချမ်းမာဖို့လည်းအရေးကြီးတဲ့အတွက်ကြောင့်အသက်ရှိဖို့လည်းအရေးကြီးတဲ့အတွက်ကြောင့်ပိလာဆိုတဲ့စွမ်းအားကိုလည်းစူးစမ်းပြီးတော့ရှာဖွေရနောက်တခါကျမ်းလဲကျမ်းမာတဲ့ချမ်းသာချမ်းသာတွေဘဝတွေမငြိမ်းချမ်းတဲ့ပုဂ္ဂိုလ်တွေလည်းလောကမှာအများကြီးရှိအဲ့ဒီပုဂ္ဂိုလ်များဘဝငြိမ်းချမ်းဖို့အတွက်ချမ်းလဲချမ်းသာတဲ့ကျမ်းလဲကျမ်းမာတဲ့ဘဝလဲငြိမ်းချမ်းဖို့အတွက်ဘာဝနာကုသိုလ်ကောင်းမှုတွေစူးစမ်းပြုရတယ် အဲ့ဒီဒါနသီလသမထဝိပဿနာကုသိုလ်ကောင်းမှုတွေကြိုးစားအားထုတ်မှယခုဘဝအတွက်လည်းချမ်းသာစေတယ်တန်တရာအတွက်လည်းချမ်းသာစေတယ်ကုသိုလ်တိတာအာကိုရာကုသိုလ်တိတာရှာမီရာကုသိုလ်တိတာဆောက်ရှောက်ရာကုသိုလ်တိတာအေးချမ်းရာကုသိုလ်တိတာငြိမ်းချမ်းရာကုသိုလ်မှလွယ်၍ဥစ္စာတို့ကိုဆောက်ရှောက်မှာမရှိဘူး မိမိတို့ချစ်လာပါတယ်ဆိုတဲ့သားသမီးလည်းမိမိတို့ကိုစောက်ရှောက်မှာမဟုတ်ဘူး။နောက်ဆုံးတည်တော့မဲ့အချိန်ကျရင်ဘယ်သားသမီးမှကိုနောက်ကိုပါမှာမဟုတ်ဘူး။ကိုပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေလည်းကိုနောက်ပါမှာမဟုတ်ဘူး။ကိုပိုင်ဆိုင်တဲ့ယာတုတွေလည်းအကုန်လုံးထားကြရမှာဖြစ်ပါတယ်။မတည်ခင်နဲ့ထားရမှာယာတုကြီးဆိုတာအသက်60ကျော်သွားပြီဆိုရင်ပင်စင်ပေးလိုက်တာမင်းပိုင်ဆိုင်တဲ့ပစ္စည်းမင်းပိုင်ဆိုင်တဲ့ယာတုမရှိတော့ဘူး။ငါ့ကိုပြန်အပ်ဆိုပြီးတော့အစိုးရကပြန်ပြီးတော့ပိန်လိုက်တာပဲ။ဆိုလိုတာက မိမိပိုင်ဆိုင်တဲ့ PC ဥစ္စာကလည်းမိမိဘဝကိုအေးချမ်းအောင်မလုပ်ပေးနိုင်ဘူးမိမိဘဝကိုမဆောက်ရှောင်းနိုင်ဘူးမိမိတို့ရဲ့ဘဝကိုမကာကွယ်နိုင်ဘူးမိမိတို့ရဲ့ဘဝကိုမငြိမ်းချမ်းစေနိုင်ဘူးငြိမ်းချမ်းစေမှာကကုသိုလ်တည်တာအေးချမ်းရာကုသိုလ်တည်တာငြိမ်းချမ်းရာကုသိုလ်တည်တာဆောက်ရှောင်းရာကုသိုလ်တည်တာအားကိုးရာယနေ့ဥစ္စာတော်သူတော်ကောင်းတို့မိမိတို့ပြုလုပ်အားထုတ်တဲ့ကုသိုလ်ကံစွမ်းအားကားတည်း မိမိတို့ကိုစောင့်ရှောက်မယ်အပင်ငရေကိုမရောက်အောင်ချမ်းသာမှုဖျားဖျားကိုခံစားရအောင်စောင့်ရှောက်မယ်ဒီကုသိုလ်ကသာရင်အာကိုရာအချားအာကိုစရာ မရှိဘူးသာသမီလည်းအာကိုလုံးမရဘူးဇနီးမရလည်းအာကိုလုံးမရဘူးစည်းစွားဥစ္စာလည်းအာကိုလို့မရဘူးဒီကုကိုသာလင်အာကိုရမှတကြောင်မကုသိုလ်ကောင်းမှုကိုစူးစမ်းပြီးတော့ရှာဖွေရမယ်ကုသိုလ်ဒီသာအေးချမ်းရာ ကိုယ်တော်ကောင်းမှုတွေချုံဆောင်အာထုတ်ပြုတဲ့သာသနာတော်နဲ့ဂျုံမဝိပဿနာတရားဆိုတာအာထုတ်ခွင့်ရတယ်ဒီဝိပဿနာတရားတွေအာထုတ်မှသာလျှင်ဘဝရဲ့အငြိမ်းချမ်းမှုအစစ်အမှန်ကိုဧကံမောချရရှိမှာဖြစ်တော့ဝိပဿနာတရားတွေကိုလည်းပဲတက်ဆွမ်းသမျှချုံဆောင်အာထုတ်ဖို့တနေ့ကို9မိနစ်10မိနစ်လောက်တရားထိုင် နေ့တိုင်းနေ့တိုင်းတရားထိုင်ကိုယ်တော်ကြီးအများကြီးရသွားတာပဲ ဒါနလည်းပြုရမယ်။သီလလည်းစောင့်တည်ရမယ်။ပမထဝိပဿနာတရားကိုလည်းပွားများအားထုတ်ရမယ်။ဖျားရှိခိုးရမယ်။ပတိစိတ်ရမယ်။တရားထိုင်ရမယ်။စတဲ့ကုသိုလ်အဲ့ဒီကုသိုလ်တွေကမိမိတို့ရဲ့ဘဝကိုငြိမ်းချမ်းစေမှာအားကိုးစရာဖြစ်မှာအားထားစရာဖြစ်မှာမိမိတို့ကိုလည်းအပင်ငရဲကလုံအောင်ဆောက်ရှောက်မှာပုဂ္ဂိုလ်ဘုံဘဝကို ရောင်းအောင်ဖို့ဆောင်မှာတခြားမဟုတ်ဘူးစင်တော်ကောင်များ ဖျားရှင်ကိုယ်တော်မြတ်ကြီးကသူခေါ်ပုံညာတာအုတ်စယောခြေသားခြေသမီးတို့ကုသိုလ်ကိုသာဆုဆောင်ကြပါကုသိုလ်ကိုသာရှာဖွေကြပါလို့ပြောဆိုခြင်းဖြစ်ပါဘုဇွန်ကြီးကဘဝတခုရည်တည်တယ်ဆိုတာခုခေတ္တတန်းဆိုရင်85နှစ်တန်းဆိုပေမဲ့85နှစ်တန်းမပြည့်ဘဲနဲ့တည်သွားရတဲ့ပုံကိုယ်ကြီးလောကမှာအများကြီးပဲ အချိန်မရွေးအိုနိုင်တယ်အချိန်မရွေးနာနိုင်တယ်အချိန်မရွေးပေနိုင်တယ်ယနေ့ခေတ်ကာလမှာယောဂတွေကလည်းသိကြောက်စရာကောင်းတယ်ကမ္ဘာမှာကပ်ပီးကပ်ယောဂတွေကတစ်မျိုးပြီးတစ်မျိုးတစ်ခုပြီးတစ်ခုပေါ်ပေါက်နေတာပဲအဲ့လိုမျိုးယောဂအမျိုးမျိုးနဲ့ဂျုံတွင်းနေရတဲ့ဘဝမိမိတို့ရဲ့ဘဝမှာအာမခံချက်ဆိုတာဘာမှမရှိဘူးမိမိတို့ကတက်တန်းစိတ်အောင်နေနိုင်မလားတက်တန်းကြုံအောင်နေနိုင်မလားသို့မဟုတ်တက်တန်းမပြည့်ဘဲနဲ့သီမာလာပဲပို့ကိုတူတရားမှာ မသိရဘူးတခြားမဟုတ်ဦးဇုံတို့အသက်ရှင်နေတဲ့အချိန်လေးမှာစိတ်ကောင်းထားပြီးတော့တရားတရားကိုမွေးမြူပြီးတော့ကုသိုလ်ကောင်းမှုကြီးစူးစမ်းပြုဖို့အသိအရေးကြီးတယ်ဘလောက်ပဲချမ်းသာချမ်းသာတဏ္ဍစာယုံပဲတပဝါစာပဲဘလောက်ပဲပြည့်စုံပြည့်စုံတဝမ်းဝါယုံပဲတဏ္ဍစာယုံပဲတဝမ်းဝါယုံပဲဘလောက်မှဒီတဲ့မချမ်းသာတာမရှိဘူးအဲဒီတိန်နေချီပြီးတော့ချမ်းသာနေပါစေ တဝန်းဝါယုံပဲစားရမှာပဲတခါလှယုံပဲဝတ်ရမှာပဲဒီတဲ့အပေါ်ဝတ်လို့မရပါဘူးသုံးစားလို့လည်းမရပါဘူးဒါကြောင့်မိုးစုံတို့ကိုရဲ့ဘဝကို ကုသိုလ်ကောင်းမှုနဲ့အလှဆင်မဲကုသိုလ်ကောင်းမှုနဲ့တန်းစားဆင်မဲကုသိုလ်ကောင်းမှုကိုစူးစမ်းပြီးတော့ရှာဖွေကြမယ်အဲ့ဒီကုသိုလ်ကောင်းမှုကတည်းကမိမိတို့ရဲ့ဘဝကိုလည်းလှပိစုံပံဘဝကိုလည်းလှမဲ့တန်တရာကိုလည်းလှဆင်မဲ ဒီကုတူကောင်းဖို့ကတာရင်ပြီးစုပ်ပံပါလဲအေဂျင်စီမဲအန္တရာမှာလဲအေဂျင်စီမဲဒီကုတူကောင်းမှုကတာရင်ပြီးစုပ်ပံမှာလဲအာဟုဆရာဖြစ်မဲတန္တရာမှာလဲအာဟုဆရာအစင်အမှန်ဖြစ်တဲ့အတွက်ကြောင့်ဗုဒ္ဓဘုရားဟောကြားတော်မူတဲ့တရားတော်ကိုနာယူကြီးညိုပြီးတော့ဗုဒ္ဓတိုက်တွန်းတော်မူတဲ့အတိုင်းဒုခောပုံညာတာဥစ္စယောအချိန်တိုင်းအချိန်တိုင်းမှာ အတိတရားတွေထားပဋိတရားတွေထားပြီးတော့ကုသိုလ်ကောင်းမှုတွေကိုစူးစမ်းရှာဖွေ အားထုတ်နိုင်သောကုသိုလ်ပါရမီရှင်များ အပီးသည်ဖြစ်ကြပါစေကုန်တည်းသာဓုသာဓုသာဓုပါပေယ။ခាយစချရအောင်။အလုံးလိုက်ဆိုလိုက်ပါ အရှင်မြတ်တို့ဖျား တပြေတော်များသည်အိုနာတေရေရှုပ်ထွေးလာစွာဣတံတရာမလင်းမြန်စွာလွတ်မြောက်ပါရာချင်းကောင်းကျိုးချမ်းသာစည်းစိမ်ဥစ္စာယတနာရွှေငွေတို့ဒနေ့တချမ်းတိုးပွားပြည့်စုံပါစေချင်း အချိုးငါယနေ့ယခုနိုင်ငံတော်ဖရိယတိသာသနာတက္ကသိုလ်တို့လာရောက်ကြ၍ဖရာအမှုရှိသောလေးရာကျော်သောတန်ဃာတော်အရှင်မြတ်တို့အားကာလဒါနဖြစ်သောဝါဆိုသင်္ကန်း ဝါစုစွမ်းမြနဲ့တကွာလှူဒန်းပွေရန်ပစ္စည်းဝတ္ထုအစူစူတော်ကိုလှူဒန်းရသောဒါနကုသိုလ်စောက်တည်ရသောသီလကုသိုလ်ပရိဒိတယနာယူရသောဟောကြားရသောဘာဝနာကုသိုလ် ဧသောပေါင်းအမြာမြတ်သောကုသိုလ်ကံစေတနာတိဖရာတပြည်တော်တို့အလိုရှိအပ်သောဘဝတံပတ္တိဘဝအစဉ်အတန်မြင့်တထမြင့်ခြင်းဘောဂတံပတ္တိစီစိန်ဩစာ ယတနာဆွေငွေယာဒုဌာနံတရတဏိတချာဒူပွားပြေဆုံးချင်းအာရောချတံပတ္တိအနာယောဂံကင်းစင်ကွာ၍ဘဝခန္ဓာချမ်းချမ်းမာမာချမ်းချမ်းသာသာ ရွာဆောင်နိုင်ခြင်းနိဗ္ဗာန်တံပတ်တိဩနာတေယိဒုက္ခပိရောဤငြိအီယာအမံမြတ်နိဗ္ဗာန်သို့ရောက်နိုင်ရနိုင်ခြင်းအစရှိသောအကျိုးတရားတို့တနည်းတစ်ချက် ြည်စုံရန်ပြည်စုံကြောင်းအာကောင်းသောအထောက်အပံ့ဖြစ်ပါစေယနေ့ယခုဖရာတပြည်တော်တို့ပြုလုံအားထုတ်ရသောကုသိုလ်ကောင်းမှုအဖို့ဘာကားတို့ကိုယခုဘဝ ရှေရှေဘဝတောဆัจ जा တော်မိဘဘိုးဘွာဆရာသမားတို့အားအစထား၍ရေမြေတနေပြေရှင်မင်းငရေတနေယမမင်းနတ်တော်တနေတရားမင်းကိုဆောင်နှံ့ 一打个多少呢？爸爸一岁多少呢？爸爸一公斤多少呢？多少呢？哪根少呢？爸爸少呢？打打哪罗少呢？爸爸阿威多少的布？请来工作。 ဝိနေယဒုခိတာဒုခိတာတတဝအပေါင်းတို့အာအမြအမြတိဝေပါဤအမြအမြတိဝေပါဤအမြအမြတိဝေပါဤအာလုံးတော် လူနာပြမတတဝအနန္တမန္တမြတ်တို့သည်ဖရာတပည့်တော်တို့နေညီတို့ညီမြအမြရာ၍တတုထမြကုသိုလ်ရာ၍ကိုယ်စိတ်နှပြံချမ်းမာကြသည် ကိုစိတ်နှပြချမ်းသာကြသည်ကိုစိတ်နှပြဝမ်းသာကြသည်ဖြစ်ကြပါစေတော်ကုသိုလ်အမြာအမြာအမြာယူတော်မူကြပါကုန်လောတာတူ တာတုတာတုကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်လောတာတုတာတုတာတုကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်လော သာဓုသာဓုသာဓုပါဘုရား